င်ဆက်ပေးမယ့်သတင်းကတော့မေလ၁၈ရက်နေ့ဒီတနင်္ဂနွေနေ့မူကြီးမေဟုတတိပေးရဲ့သတင်းဖြစ်ပါတယ်။မေလ10ရက်နေ့ကနေမေလ18ရက်နေ့အထိတနင်္ဂနွေနေ့မှာမူကြီးမဲလို့မူလီဝသနဲ့ဇလဗေဒဦးစီးဌာနကတတိပေးချက်ထုတ်ပြန်လိုက်တယ်လို့သိရပါဗျာ။ မေလ18ရက်နေ့ထိမူကြီးနိုင်တဲ့ဒေသတွေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊တင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဖြစ်ပြီးဒေသအချို့မှာနေရာကွက်ပြီးမူကြီးနိုင်တယ်လို့သတိပေးထက်ထဲမှာပါရှိခဲ့ပါတယ်။မိုးတိတ်တဲ့ဟန်ရရသောနာနဲ့အတူဒီပင်းတိုက်တာမိုးကျပြစ်တာမိုးတိကျတာလျှက်တပြည့်ရေကြီးတာတွေမြေပြိုတာတွေဖြစ်နိုင်တယ်လို့လည်းတတိပေးခဲ့ပါဗျာ ရှမဲနေမေလ၁၀ရက်နေ့ညနေပိုင်းကမန္တလေးမြို့မှာမိုးသည်ထန်ထန်ရသောမှုနဲ့အပြင်လေမြေတက်ခဲမှုတွေပွားဖြစ်ပွားခဲ့တာကြောင့်ငလင်းတက်ခဲလိုက်ရတဲ့၅တိုက်တလုံးပကြမှုနဲ့အတူအဆောက်အဦအချို့ရဲ့အမိုးလက်ထွက်ကြွေးချမှုတွေဖြစ်ပွားခဲ့ရလို့သိရပါတယ်ရှင်။ဒီသတင်းကိုရောမြတ်တီတီကိုကပြပို့လာတာပါ။